ားအလုံးမင်းမင်္ဂလာပါခင်ဗျာဈေးကွက်ရှာဖွေရေးနေကြုံတွေ့ရနိုင်တော့ခြေဝတ်ဆိုင်ရာအခက်အခဲများဈေးကွက်ရှာဖွေရေးသမားတွေဟာနေ့စဉ်လုပ်ငန်းဆောင်တာတွေခြေဝတ်ပိုင်းဆိုင်ရာအခက်အခဲမျိုးမျိုးနဲ့ကြုံတွေ့နေရပါတယ်အဲ့ဒီတဲကဖြစ်ပြည့်အများနဲ့အခက်အခဲတချို့ကိုလေ့လာကြည့်ရအောင် advertising ကြော်ညာခြင်းခြေကားပြောဆိုခြင်းနဲ့လက်ပြခြင်းကြော်ညာတွေမှာအနည်းငယ်ခြေကားပြောဆိုခြင်းတာမျိုးတွေရှိကြပါတယ်ဒါပေမဲ့ခြေကားပြောဆိုတာတွေလက်ပြမှုအစ်စ်ကိုရောက်သွားရင်တော့ကျင်းဝန်းနဲ့မညီညွတ်တော့ပါဘူးဥပမာကုန်ပစ္စည်းတစ်ခုရဲ့အာနိသင်ကိုမဟုတ်မမှန်ပေါ်ပြတာဓပုံတွေကိုလုံခြုံပြုပြင်ပြီးကြော်ညာတာစတဲ့တွေရလက်ပြမှုတွေပါပဲထိခိုက်လွယ်သောလူအုပ်စုများကိုပြစ်မှတ်ထားခြင်းကလေးတငယ်တွေတတိယွယ်ဦးတွေစားတဲ့ထိခိုက်လွယ်တဲ့လူအုပ်စုတွေကိုပြစ်မှတ်ထားပြီးကြော်ညာတဲ့အခါမှာသူတတိထားဖို့ပြောရပါတယ်သူတို့ရဲ့အာ ဲ့ချက်တွေကိုအမြင့်ထုတ်တာမျိုးသူတို့ကိုထိခိုက်စေနိုင်တဲ့ကွန်ပျူစီတွေကြော်ညာတာမျိုးမလုပ်သင့်ပါဘူးပုံတွေကားချက်များကြော်ညာတွေမှာလူမျိုးရေးချားမှခွဲခြားမှုစားတဲ့ဗလိုက်မှုတွေဖြစ်ပေါ်စေတဲ့ပုံတွေကားချက်တွေကိုသုံးပြခြင်းအကျဉ်းဝန်းနဲ့မညီညွတ်ပါဘူးအဲတရင်ပုံစံနဲ့ကြော်ညာဥပမာဒီဆောင်းမတပုတ်လိုမျိုးရေးပြီးကြော်ညာတာအဲနမကြီးနုကညာရှင်နဲ့အာကစားသမားတွေကိုပတ်စံပေးပြီးကွန်ပျူစီတွေကိုထောက်ခံခိုင်းတဲ့အခါမှာပွင့်ပွင့်လင်းလင်းထုတ်ဝေပြောဆိုတာချင်းမရှိတာစားတာတွေရာစားသုံးမှုတွေကိုလှည့်ပြားရရောက်ပြီးကျင်းဝတ်နဲ့မညီညွတ်ပါဘူး ပရိုင်စီဈေးနှုန်းတက်မှတ်ခြင်းအကျက်တဲကာလတွေဈေးနှုန်းမြင့်တဲ့ကြောင့်သဘာဝဘေးအန္တရာယ်တွေကံယောဂါတွေဖြစ်ပွားနေတဲ့ချိန်မှာကုန်ပစ္စည်းတွေရဈေးနှုန်းတွေကိုအဆမတန်မြင့်တင်ရောင်းချခြင်းအကျဉ်းဝင်လည်းမညီပါဘူး။ကံဘတ်တွေကိုဈေးကွက်တင်ကြရတဲ့ဖေရှားဖို့ရည်ရွယ်ပြီးကိုယ့်ရဲ့ကုန်ပစ္စည်းတွေကိုအရှုံးခံပြီးဈေးလျှော့ရောင်းတာတရားမျှတရရှင်းပြမှုမျိုးမဟုတ်ပါဘူး။ လူမျိုးဘာသာကြားမှာအသက်ရွယ်စားတဲ့အချက်လက်တွေကိုမူတည်ပြီးတော့တူညီတဲ့ကုမ္ပဏီတို့မှဝန်ဆောင်မှုအတွက်မတူညီတဲ့ဈေးနှုန်းတွေကိုသတ်မှတ်ခြင်းဟာတရားမျှတမှုမရှိကဥပမာအမျိုးသားတွေထံအမျိုးသမီးတွေကိုပိုးအမျိုးသမီးတွေကိုပိုးဈေးပေးရတာမျိုးကမှမဟုတ်နိုင်ငံခြားသားတွေကိုမြန်မာနိုင်ငံသားတွေထံပိုးဈေးပေးရတာမျိုးခွဲခြားဆက်ဆံခြင်းမှာဈေးနှုန်းသတ်မှတ်တဲ့အခါမှာလူတိုင်းအတွက်တူညီမျှတတဲ့ဈေးနှုန်းဖြစ်အောင်သတ်မှတ်ပြန်ပါလေ ဟေဒသီကွန်ပစ္စည်းတို့မှဝန်ဆောင်မှုတစ်ခုရဲ့ဈေးနှုန်းချင်းရတဲ့အခါမှာအခွန်အခတွေဝန်ဆောင်ကားတွေစတဲ့အပိုဆောင်ကုန်ကျစရိတ်တွေကိုထည့်သွင်းပေါ်ပြခြင်းမရှိပဲဝယ်ယူတဲ့ချိန်မှာထပ်ပေါင်းပေးရတာမျိုးဟာစားသုံးသူတွေကိုစိတ်ပြားရောက်ပြီးကျင့်ဝတ်နဲ့မညီညွတ်ပါဘူးဈေးနှုန်းတွေကိုပေါ်ပြတဲ့အခါမှာပွင့်လင်းမြင့်တာမှုရှိဖို့ရည်ကြီးလာပါတယ် စားသုံးသူတွေအတွက်အနေရဖြစ်စေနိုင်တဲ့ကုန်ပစ္စည်းတွေကိုထုတ်လုပ်ရောင်းချခြင်းအရင်တွေးမပြည့်မီတဲ့ကုန်ပစ္စည်းတွေကိုရောင်းချခြင်းစတာတွေကကျေဝလည်းမညီညွတ်ပါဘူးကုန်ပစ္စည်းတစ်ခုကိုထုတ်လုပ်တဲ့အခါမှာစားသုံးသူတွေရဲ့လုံခြုံရေးနဲ့ကျန်းမာရေးကိုအဓိကထားစဉ်းစားရပါမယ်အရင်တွေး စီစိမ်မှုတွေကိုလည်းစနစ်တကျပြုလုပ်ရပါမယ်။ကုန်ပစ္စည်းတွေဟိုတက်တန်းတူတူနဲ့ပြည့်စည်တော့အောင်ရည်ရွယ်ရှိရှိထုတ်လုပ်ပြီးစားသုံးသူတွေပေါ့အစ်တထဝယ်ခိုင်းတာမျိုးတော့တဘာဝပတ်ဝန်းကျင်ထိခိုက်စေုံနဲ့မကပဲစားသုံးမှုတွေကိုလည်းမလိုအပ်ဘဲငွေချင်းကုန်ချောင်းစရိတ်တွေများပြားစေနိုင်ပါတယ်။ ဟောမီစီတခုကိုထုတ်တဲ့အခါမှာတုံးပြတဲ့ဂုံချမ်းတွေကိုဘဲကနေရယူတာလဲလောက်သားတွေကိုဘလို့ချင်းနေတွေမှာလောက်ခိုင်းနေဆိုတာတွေကလည်းရေးကြည့်တာပါလေ။တဘာဝတော်ဝင်းကျေကိုထိခိုက်စေနိုင်တဲ့နီလန်းတွေနဲ့ဂုံချမ်းရယူတာခလီလုံသမားတွေကိုခိုင်းစေတာလုံသမားတွေကိုခေါင်းပုတ်ဖျက်တာစတဲ့တွေကချီးအိုးနဲ့မညီညွတ်ပါဘူး။ဖွံ့ဖြိုးစစ်နိုင်ငံတွေက ထုံးလို့သူတွေအတွက်တရားမျှတတဲ့ဈေးနှုန်းတွေရရှိအောင်ဆောင်ရွက်ပေးခြင်းဟာချီးအိုးနဲ့ညီညွတ်ပါလေ။သူတို့ရဲ့လောအားကားတွေကိုမြတ်တာပြစွာပေးရပါမယ်။သူတို့ရဲ့လူမှု ဘဝထုတ်တက်ဖို့အတွက်အထောက်ပံ့နေပေးတင်ပါတယ်။ကော်မစီတစ်ခုကိုဖြန့်ဖြူးတဲ့အခါမှာဖြန့်ဖြူးသူတဦးတည်းကိုပဲတည်တံ့အခွင့်အရေးပေးတာဒါမှမဟုတ်ဖြန့်ဖြူးသူတွေကိုနေမီကက်သက်ပြီးရောရောင်းချအခိုင်အမျိုးတွေဟာတရားမျှတဲ့ရှင်ပြိုင်မှုကိုထိခိုက်စေနိုင်ပါတယ်။အချက်လက်လုံးကြုံမှုဖောက်တဲ့ချက်လက်တွေများစုဆောင်းခြင်းအသုံးပြုခြင်းနဲ့လုံးကြုံရင်အင်တာနက်ခင်မှာဖောက်တဲ့တွေရဲ့ကိုယ်ရေးကိုယ်တိုင်ချက်လက်တွေကိုစုဆောင်းထားပြီးတော့ဈေးကွက် ရှာပွေကြီးတွေကတော့ဒီတာတွေအများကြီးရှိလာပါတယ်ဒီလိုလုပ်တဲ့အခါမှာဖော်ပေတွေရဲ့သဘောတူညီချက်ရဖို့တို့ရဲ့ချက်လက်တွေကိုဘယ်လိုသုံးဖြည့်ရမလဲဆိုတာကိုပို့ပွင့်လင်းလင်းဖော်ပြဖို့အတွက်တို့ရဲ့ချက်လက်တွေလုံးချောင်းအောင်ထိသိမ့်ဖို့စာရတွေအရေးကြီးပါတယ်ဖော်ပေတွေရဲ့ချက်လက်တွေကိုခွင့်ပြုချက်မရှိဘဲသုံးယူတာခြားသူတွေကိုရောင်းချတာတွေစာရတွေကချိုးနေမညီညွတ်ပါဘူးကုမ္ပဏီများက၎င်းတို့စုဆောင်းသည့် data ၎င်းမိတို့အသုံးပြုသည်ကိုမိသူနှင့်မျှဝေသည်တို့ပတ်သက်၍ပွင့်လင်းမြင်သာမှုရှိရပါမယ်။ဖောက်သည်များနဲ့၎င်းတို့ရဲ့ data တွေကိုစုဆောင်းခြင်းနဲ့အသုံးပြုခြင်းအတွက်အသိပေးသဘောတူညီချက်ရယူရပါမယ်။ဖောက်သည်များသည်၎င်းတို့ရဲ့ data များကိုစုဆောင်းခြင်းနဲ့အသုံးပြုခြင်းမှဖယ်ထုတ်ရန်လိုကူသောနည်းလမ်းများရှိသင့်သည်။ဒီအချက်တွေအားလုံးကိုခြုံငုံမိကြည့်ရမယ်ဆိုရင်ဈေးကွက်စီးပွားရေးမှာကျင်းဝန်းနဲ့ညီညွတ်ဖို့ဆိုတာအမြဲတမ်းသတိထားရမယ်။ကိစ္စတစ်ခုပါပဲ။ကိုယ့်ရဲ့လုံရက်တွေက စားသုံးသူတွေအပေါ်ဘလို့တည်ရမှုရှိနိုင်မလဲလူအဖွဲ့အစည်းအပေါ်ဘလို့တည်ရမှုတွေရှိနိုင်မလဲဆိုတာကိုအမြဲတမ်းစဉ်းစားနေမှုလိုအပ်ပါတယ်ချင်းဝင်နေသောပတိညီသောဈေးကွက်ရှာဖွေလုပ်ငန်းများအခုချင်းဝင်နေညီညွတ်တဲ့ဈေးကွက်ရှာဖွေလုပ်ငန်းတွေနဲ့ချင်းဝင်နေမညီတဲ့ဈေးကွက်ရှာဖွေလုပ်ငန်းတွေရဲ့ဥမာချုပ်ကိုလေ့လာကြည့်ရအောင်ဥမာတွေကနေတစ်ဆင့်ချင်းဝင်ဆိုင်ရာဘလို့သုံးချမယ်ဆိုတာနားလည်ပါပါ တ်တကူကြီးရသဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ပတ်သက်၍ပွင့်လင်းမင်သာမှုရှိသည့်ဒီအင်းကြီးကိုမဝယ်ပါနဲ့ကြော်ညာကံပေးချင်းဝင်နေကြီးတဲ့ယူသားမှုတာဝန်ယူမှုအမှန်တစိပေါ်သစ္စာဆောင်တည်မှုမြင်မာလာခြင်းကုန်သိခါသည်ဟာကောင်းတဲ့င်းကောင်းလေးရရှိစေခြင်းလို့ဖြစ်ပါလေ Dolph အမျိုးသမီးမျိုးစုံရဲ့အလှကိုဖော်ထုတ်ပြသသည့်စင်မှန်နဲ့အလှပြရာကြော်ညာကံပေးချင်းဝင်နေလည်းကြီးတဲ့လူအမျိုးမျိုးကိုလေးစားမှုဖလှယ်မှုပမလိုက်မှု ထောက်တယ်များအစ်စ်များပုံမရရှိလာခြင်းအမှန်တစိတ်အကြောင်းလူသိများလာခြင်း TOMU 141လူဒမ်းမှုမော်ဒယ်ချင်းဝင်နေတဲ့ညီလေးဒုက္ခရေးတာဝန်ယူဖို့တရားမျှတမှုထောက်တယ်များရဲ့ထောက်ခံမှုကိုရရှိစေခြင်းအမှန်တစိတ်ပုံရင်းကောင်းမွန်လာခြင်းဖြစ်လော်ရယ်ဓာတ်ပုံတွေကိုလွန်ကျော်ပြည်ပြင်းကြီးကြောင်းရတဲ့ချင်းဝင်နေညီဘူးယူတာမှုဝင်နေမြင်တာမှုအာဝေဘခံရခြင်းဥပဒေအရရေးယူခံရနိုင်ခြင်းအမှန်တစိတ်ပုံရင်းထိခိုက်ခြင်းဖြစ်တဲ့ box worker language ထုတ်လုပ်မှုကို ီဇယ်ဂိတ်တန်းဝင်ထောင်းတော့မှုကိုလိမ့်နေမှုကြောင်းနေမကြီးဘူးယူတာမှုမရှိဘူးအဲယူတာမှုဥဥပဒေလိုက်တာမှုတာဝန်ယူမှုစသည်အဲအဒီကချီကကျုံဝင်နေဖြစ်တယ်သူအများရဲ့ပြည်နေခံမှုကိုခံရခြင်းငွေကြေးဆုံးရှုံးမှုများခြင်းဥရိယာရည်ရွယ်ခံရခြင်းစသည်လိုဖြစ်နိုင်ပါတယ်ဒီဥပဒေကတကန်းစာလေးကိုရယူပြီးတော့ကိုယ့်ရစီမော်ရင်မှာချေဝင်နေပြီအဲဈေးကွက်ရှာဖွေရေးလုပ်ငန်းတွေဘယ်လိုလှောက်ဆောင်ရမလဲဆိုတာကိုစစ်စာကြည့်တင်ပါတယ် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ marketing အယူဆတို့ကျင်းဝတဲ့ညီကောင်းထယ်ပေါ်ဖို့အတွက်အောက်ပါမဟာပြူရာတွေကိုတုံ့ပြန်နိုင်ပါတယ်။ company ရဲ့တံမိုးထားမှုတွေစံနှုန်းတွေနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြသထားပြသတဲ့ကျင်းဝတ်စီးနင်းတွေကိုရည်ဆွဲထားဖို့လိုအပ်ပါတယ်။ဒီစီးနင်းတွေဟာဈေးကွက်ရှာဖွေရေးဆုံးဖြတ်ချက်တွေလုပ်ငန်းဆောင်တာတွေအားလုံးအတွက်လမ်းညွှန်ချက်တစ်ခုဖြစ်သင့်ပါတယ်။ဝန်တိုင်းတိုင်းဒီစီးနင်းကိုသိရှိနားလည်ပြီးတိုင်းနာဖို့အရေးကြီးလာပါတယ်။ဈေးကွက်ရှာဖွေရေးဆက်သွယ်မှု အားလုံးမှာပုံလင်းမြင်သာမှုရှိဖို့ရည်ကြီးလာပါတယ်။ကိုယ့်ရဲ့ကြံ့အားတွေမှာနာမည်ကြီးနုပညာရှင်တွေအားကစားသမားတွေအသုံးပြုထားတဲ့ဒါကိုပုံမွေလင်းနဲ့ဖော်ပြပါ။ကွန်ပစ္စည်းရဲ့ပါဝင်ပစ္စည်းတွေအာနိသင်တွေအားလင်းချက်တွေကိုအတိအကျဖော်ပြပါ။ဈေးနှုန်းနဲ့ဝန်ဆောင်မှုစီကံချက်တွေကိုရှင်းရှင်းလင်းလင်းဖော်ပြပါ။ဖောက်တွေတွေကိုထိခိုက်စေနိုင်တဲ့ကွန်ပစ္စည်းဝန်ဆောင်မှု ဈေးကွက်ရှာဖွေမလုပ်ပါနဲ့။ကျောင်းညာတွေမှာလူတွေအားနည်းချက်ကိုမြင့်ထောက်တာမျိုးတွေမလုပ်ပါနဲ့။ဖောက်တဲ့ရဲ့ရည်ရှိကျိုးစည်းဘဝကိုအမြဲတမ်းဦးစားပေးပါ။အထူးသဖြင့်အင်တာနက်ခင်မှာဖောက်တဲ့ရဲ့ကိုရင်းချက်လက်တွေစုဆောင်းတဲ့အခါမှာအသုံးပြုတဲ့အခါမှာချေဝင်နေကြီးလုံဆောင်နိုင်ဖို့ရန်ရည်ကြီးတာပါလေ။သူတို့ရဲ့သဘောတူညီရဲ့ရည်ကသူတို့ချက်လက်တွေကိုဘယ်လိုတော့ပြုမယ်ဆိုတာကိုပြပြလေးလေးပြောပြရမှာ။သူတို့ချက်လက်တွေကိုလုံခြုံထိန်းသိမ်းပေးပါ။သူတို့ရဲ့ခွင့်ပြုချက်မရှိတဲ့ချက်လက်တွေကိုမတုံးပါနဲ့။ ကျင်းဝဆိုင်ရာထက်သွင်းစဉ်းစားမှုတွေကိုဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစီနေအားလုံးမှာထက်သွင်းစဉ်းစားပါဝန်ထမ်းတွေကိုလည်းကျင်းဝနဲ့ပတ်သက်ပြီးသူတို့ရဲ့ဆိုးရိမ်ပူပန်မှုတွေကိုပုံပွင့်လေးနဲ့ထုတ်ပေါ်ပြောဆိုနိုင်အောင်အားပေးပါကျင်းဝနဲ့ညီတဲ့အပြုမှုတွေကိုချီးမြှင့်ပါကျင်းဝနဲ့မညီတဲ့ပြုမှုတွေကိုရေးယူပါဖောက်သည်တွေဝန်ထမ်းတွေလူမှုအတိုင်းဝန်ဆားတဲ့သက်ဆိုင်သူအားလုံးနဲ့ပွင့်လင်းတဲ့ဆွေးနွေးမှုတွေပြုလုပ်ပါသူတို့ရဲ့ကျင်းဝဆိုင်ရာမျှော်လင့်ချက်တွေကိုနားလည်အောင်လုပ်ပါသူတို့ရဲ့ဆိုးရိမ်ပူပန်မှုကိုဖြေရှင်းပေးပါဈေးကွက် ရှာပွေလုပ်ငန်းစဉ်တွေကိုပုံမှန်ပြန်လဲသုံးသပ်ပြီးပြောင်းလဲနေတဲ့ချင်းဝတ်ဆန်တော်လေးလူမှုရေးရှင်ရောင်းချက်နေတဲ့အခန့်ကြီးရောက်တည်ပြဆင်းမှာဈေးကွက်ရှာပွေဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါမှာရည်လိုအမြင်ဆုံးကိုပဲကြည့်တယ်မျိုးမလုပ်ပါနဲ့သူ့ရဲ့လောက်ရလူမှုအဖွဲ့အစည်းတဘာဝဘတ်ဝန်းကျင်အပေါ်ဘလို့အကျိုးသက်ရမှုရှိနိုင်မလဲဆိုတော့ထည့်သွင်းစဉ်းစားပါဥပမာ cluster အသုံးချက်သုံးပြတာကို short ချပြီးတော့ပြန်လဲအသုံးပြနိုင်တဲ့ထုတ်ပေါ်မှုတွေကိုအသုံးပြဖို့တဘာဝပတ်ဝန်းကျင်နဲ့တော့ဟာစာရဖြစ်တဲ့ကုန်ရည်တွေကိုသုံးပြဖို့စားရတွေကိုစဉ်းစားနိုင်ပါလေကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းဟာရည်ရှိမှာ လူအဖွဲ့အစည်းနဲ့တဘာပဝန်ကျင်တဲ့အတွက်အကျိုးပြုတဲ့လုပ်ငန်းတစ်ခုဖြစ်အောင်ကြိုးစားပါကုမ္ပဏီအတွင်းကျင်းဝတ်နဲ့မညီညွတ်တဲ့အလေးချက်များကိုတတိပြုမိပါကဝန်ထမ်းများအားအကြောင်းတရားကင်းမဲ့စွာသတင်းပို့တိုင်ကြကရန်ရဲကိုဖန်တီးပေးပါထို့သို့တိုင်ကြမှုအတွက်လက်တော့ပြန်ခြင်းမပြုရအမှားခချက်ပေးပါကုမ္ပဏီကျင်းဝတ်ဆိုင်ရာလေးချက်များနဲ့ပတ်သက်၍ပြင်ပအဖွဲ့အစည်းများထံမှတုံ့ပြန်ချက်များရရှိပါလွတ်လပ်သောစစ်ဆေးမှုများကိုလည်းအခါအားရစွာပြုလုပ်ပေးပါ ဒီမှာမြူရာတွေကိုသုံးပြခြင်းအပြင်အစည်းအဝေးလုပ်ငန်းတွေရာ marketing အယူဆအကိုခြေဝန်းတဲ့အညီအကောင့်နဲ့ပေါ်နိုင်သည့်ရေရှင်မှာအောင်မြင်မှုရရှိနိုင်မှာဖြစ်ပါတယ်။ဒီနေ့မှာကျွန်တော်တင်ဆက်ပေးတဲ့ Zego Shop ရဲ့ခြေဝန်းဆိုင်ရာအကြောင်းအရာတွေကအကျိုးရှိတဲ့သိပ္ပံတွေဗဟုသုတတွေရရှိသွားမယ်လို့ပြောလိုက်ပါတယ်။အဲစီကချဘွေရဲ့စားသုံးသူတွေရဲ့ပြုမှုကိုလွမ်းမုံနိုင်စေရှိတဲ့အစွမ်းထက်တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒီလုပ်ငန်းကိုကျင်းဝင်ရဲ့အညီလှုပ်ဆောင်နိုင်မှုကအရင်ကိုရည်ကြီးလာပါတယ်။ကျင်းဝင်တဲ့အညီ ဈေးကွက်ရှာဖွေလုပ်ငန်းတွေကိုလှုံ့ဆော်နေအဖြစ်ဖောက်တဲ့တွေရဲ့ယုံကြည်မှုကိုတည်ဆောက်နိုင်မယ်။အမှန်တစိကုန်သတင်းကိုပြင်တင်နိုင်မယ်။ရေရှည်တည်တံ့တဲ့စီးပွားရေးအောင်မြင်မှုတွေကိုရရှိနိုင်မယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲဈေးကွက်ရှာဖွေမှာကြုံတွေ့ရနိုင်တဲ့ကျေးဝဆိုင်ရာအခက်အခဲတွေကိုသတိထားဖို့လည်းလိုအပ်ပါတယ်။ကိုယ့်ရဲ့လုံရဲ့တွေဟာစားသုံးလူတွေပေါ်ဘယ်လိုတန်ရမှုရှိနိုင်မလဲ။ လူအဖွဲ့အစည်းအပေါ်ဘလို့တည်ရမှုရှိနိုင်မလဲဆိုတော့အနည်းနဲ့စဉ်းစားနေရပါမယ်။ခြေဝန်းနဲ့အညီဈေးပွက်ရှိအာဆရာဖွေလုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့ဆိုတာလောကတဲ့ကိစ္စတော့မဟုတ်ပါဘူး။ဒါပေမဲ့မဖြစ်နိုင်တဲ့ကိစ္စလည်းမဟုတ်ပါဘူး။ရှင်းလင်းတဲ့ Jail Ward စီမင်းနေလည်းရေးဆွဲထားရမယ်။ပွင့်လင်းမြင်သာမှုရှိရမယ်။ပေါက်တဲ့တွေရဲ့ကောင်းကျိုးချမ်းသာကိုဦးစားပေးရမယ်။တဦးချင်းအခွင့်အရေးနဲ့လုံခြုံရေးလုံခြုံမှုတွေကိုဦးစားပေးရမယ်။ခြေဝန်းကြီးတဲ့အဖွဲ့အစည်းတွေကိုမွေးမြူရမယ်။ သက်ဆိုင်သူတွေနဲ့အားလုံးနဲ့ပွင့်နေတဲ့ဆွေးနွေးမှုတွေပြီးတုံးရမယ်။ကိုယ့်ရဲ့လုပ်ငန်းစံရွာလေးမှာပုံမှန်ပြန်လည်သုံးသပ်ပြီးတော့သိဖြစ်စေရမယ်။ဈေးကွက်ရှာဖွေရာကျင်းဝတ်နဲ့ညီလောက်ဆောင်မယ်ဆိုရင်ပြုသဘောဆောင်နိုင်တဲ့ပြောင်းလဲတွေဖြစ်ပေါ်စေနိုင်တဲ့စွမ်းသက်တဲ့လက်လက်တစ်ခုဖြစ်လာနိုင်ပါလေ။ပုံမကောင်းမွန်တဲ့လူအဖွဲ့အစည်းနဲ့ပုံမကောင်းမွန်တဲ့သဘောပတ်ဝန်းကျင်ကိုဖန်တီးရမှာရေးပါတဲ့ခန့်ကဏ္ဍမှာပါဝင်နိုင်ပါလေ။ ဒီဗီဒီယိုကိုကြည့်ရှုအားပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကနေကြိုးတစုံတရားရရှိခဲ့မယ်ဆိုရင် like လေးပြုလုပ်ပေးပါလို့ကြော်မြတ်ရန်ခံနေပါတယ်အခြားသူတွေလည်းသိရှိနိုင်အောင် share လုပ်ပေးခြင်းနဲ့ share ခဲ့ပေးပါဦးမိတ်ဆွေရဲ့တွေ့မြင်တွေအတွေ့အကြုံတွေ comment တွေမှာရေးသားမျှဝေပေးခဲ့ပါဦးနောက်ထပ်လည်းဒီလို service ပေးရအကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ပေးဖို့လည်းဖိတ်ပေါ်ပါတယ်။အားလုံးကိုချမ်းမစိတ်ချမ်းပါနဲ့ဘဝမှာအောင်မြင်မှုတွေကိုစီပိုင်ဆိုင်ရရှိနိုင်ကြပါစေ။နောက်နေ့များမှာလည်းကျွန်တော်ရဲ့ free sharing ကနေပြီးတော့ပြန်လည်ကြိုးစားလိုက်ပါလိမ့်။